မင်္ဂလာပါရှင်ဆန္ဒသင်ကပတ်သက်တစပိနေကြဖြစ်တဲ့ဤပညာရေဝန်စီသင်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ခုပထမဆုံးတစ်ပုတ်အနေနဲ့နေအဖွဲ့စည်းရဲ့နဝမမြောက်ဂျုံဖြစ်နိုင်တဲ့အာကာသထရက်ထရယ်ကို သိပ္ပံပညာရှင်တွေတွေ့ရှိတယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ် theory သဘောအရရှိနိုင်တယ်လို့ယူဆရတယ်နေအဖွဲ့စည်းရဲ့နဝမမြောက်ဂျုံကိုသိပ္ပံပညာရှင်တွေကလိုက်ရှောက်ဖွင့်နေခဲ့တာနဲ့တန်ကြားခဲ့ပါပြီ အခုတော့တရုတ်တိုင်ပေသိပ္ပံပညာရှင်တွေကနပ်ကျွန်းချိုရဲ့အလွန်မှာဒီအဖွဲ့အစည်းရဲ့နဝမမြောက်ချိုလို့ယူဆနိုင်တဲ့အာကာသထွက်တဲ့တခုကို တွေ့ရှိထားကြပါတယ်။တရုတ်တိုင်ပေသိပ္ပံပညာရှင်တွေကနပ်ကျွန်းချိုရဲ့အလွန်မှာယူရှားနေတဲ့အာကာသထွက်တဲ့တခုကိုတွေ့ရှိထားကြတာပါ။အဲ့ဒီအာဂါသထွက်တဲ့ဟာမိုင်းပေါင်း46တသမ5ဘီလီယံနဲ့65တသမ7ဘီလီယံကြားအကွာအဝေးကနေတဆင့်ပြင်းပြင်းထန်ထန်ရေရှားနေတယ်လို့ဆိုပါရယ် နေအဖွဲ့စည်းရဲ့နဝမမြောက်ကျိုးဖြစ် theory သဘောရယူဆနိုင်တယ်။အဲ့ဒီအာကာသထွက်ထဲနဲ့နေသားကွာဝေးဟာ Pluto ကျိုးသိမ့်တဲ့နေသားကွာဝေးထက်အစ20ဝေးတယ်လို့သိရပါဗျ။ပြီးတော့ဒီအာကာသထွက်တဲ့ဟာနေအဖွဲ့စည်းရဲ့နဝမမြောက်ကျိုးဖြစ်ခဲ့မယ်ဆိုရင်နေနဲ့အလွန်ဝေးလွန်းတဲ့အတွက် Uranus နဲ့ Neptune တို့လိုရှည်ကဲကျိုးမျိုးစားပဲဖြစ်နိုင်တယ်လို့သိပ္ပံပညာရှင်တွေကဆိုပါဗျ။ က်လက်ပြီးတော့နောက်ဆုံးတစ်ပုတ်အနေနဲ့ကပားမှာဘဲအရာကအခါသက်ဆုံးလဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။ခါပါရဲဆိုတဲ့အရာမှန်သမျှချက်ပိုခါတဲ့ကမ္ဘာအခါသောအရာကိုဂျာမနီနိုင်ငံမြူနစ်တက္ကသိုလ်သိပ္ပံပညာရှင်တွေကတွေ့ရှိထားတယ်လို့ဆိုပါရယ်။ဂျာမနီသိပ္ပံပညာရှင်တွေရဲ့အဆိုအရကမ္ဘာအခါဆုံးလို့သတ်မှတ်နိုင်တဲ့အရာဟာအမရိုပိုစတီယာစတတီကာလို့ခေါ်တဲ့မှုတစ်မျိုးပဲဖြစ်ပါရယ်။ ဂျာမနီသိပ္ပံပညာရှင်တွေကဒီမိုတွေကိုလေ့လာခဲ့တဲ့အခါမှာတော့အရှင်ကမတွေ့ဘူးတဲ့အခါတက်ဓာတုပစ္စည်းသစ်၃မျိုးကိုတွေ့ရှိခဲ့ကြပါတယ်။အဲ့ဒီဓာတုပစ္စည်း၃မျိုးအနက်ပိုင်ဂိုပိုရင်တီလို့ခေါ်တဲ့ဓာတုပစ္စည်းကတော့အခါတက်အလွန်ပြင်းထန်တယ်လို့ဆိုပါတယ်။ဒီဓာတုထော်ပေါင်းကဘလောက်ထိများခါတယ်ဆိုရင်အဲ့ဒါရုပ်ပစ္စည်းတစ်ဂရမ်ကိုရေချိုးကန်၃ရေချိုးကန်အလုံးပေါင်း၁၆လုံးစာညီများတဲ့ရေထဲမှာရောစပ်ပေးမှသာအဲ့ဒီရေကိုလူတွေအနေနဲ့ညီဆန့်ကြည့်လို့ရှာနိုင်ပါပါ အမရိုပိုစတီယာစစ်တီကမူရီကအလွန်ခါသက်ပေမဲ့ဘေးဥပမရှိတဲ့မူတစ်မျိုးပဲဖြစ်ပါတယ်။ဒီတစ်ပတ်ရဲ့ဤပညာရဝစီတင်ကိုတော့ဒီလောက်နဲ့ပဲညနာပြသည်ရှင်။နောက်တဲ့ပတ်တွေမှာလည်းအစားသိဝင်သားဝယ်ကောင်းတဲ့စာအုပ်တွေကိုတင်ဆက်ပေးသွားဖို့ဖြစ်လို့ဆောင်းမြကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနဲ့နှုတ်ဆက်လိုက်ပါရစေ။